လူတိုင်းလူတိုင်းကဖျားနာတက်ကြတယ်လူတိုင်းလူတိုင်းကစင်းုံစေးခန်းနဲ့မကင်းနိုင်ကြအောင်ဒီလိုပဲအင်္ဂလိပ်စေးဝါးတွေနဲ့မကင်းနိုင်ကြအောင်ကျွန်တော်ဘလို့ပဲတိုင်းရင်းစေးတွေပဲတတ်တော့အင်္ဂလိပ်စေးဝါးကတော့မလွဲမတွေ့ထိတွေ့ရမှာပဲအဲ့တော့အဲ့ဒီအထဲမှာမှကျွန်တော်အင်္ဂလိပ်စေးဝါးနဲ့ပတ်သက်ပြီးတော့လူအများစုမှားနေကြတဲ့မှားတက်ကြတဲ့အမှားတုံးမှုကိုကျွန်တော်ဒီဗီဒီယိုမှာတရားလေးရှင်းပြပေးပါမယ်ဗီဒီယိုအဆုံးထိကြည့်ပါမိတ်ဆွေအတွက်အချိန်ကုန်အချိန်ပေးရကြို့နှက်ပါလိမ့်မယ်အဓိကနံပါတ်1ကတော့ brand name နဲ့ genuine name မခွဲခြားတတ်ဘူး ကျွန်တော်အသေးစိတ်ထပ်ပြီးတော့ရှင်းပြပေးမယ်။နောက်နံပါတ်2က OTC နဲ့ PON ဆိုတာတိကျလေးခွဲခြားမတိကြဘူး။ပြီးတော့အင်္ဂလိပ်စေဝါတွေကိုအစာနဲ့တွဲပြီးတော့အငဲတောက်ရမယ်ဆိုပြီးတော့အမှတ်မှားနေကြတာရှိတယ်။ဒီတုံးချက်ကိုဘာကြောင့်မှားတာလဲ။ဘာတွေတတိထားရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးမယ်။မင်္ဂလာပါ။ကျွန်တော်ကတော့ဒေါက်တာဇင်မေတ္တမ Facebook, YouTube, TikTok ကနေပြီးတော့ ကျမ යි ဝုဒရတွေစေဝဝုဒရတွေကိုမျှဝေပေးနေတယ်ဆရာဝန်တယောက်ကအမားနံပါတ်1ကတော့ branding နဲ့ genuine နဲ့မှားတာအဲ့တော့ branding ဆိုတာကတော့ဒီစေးကုမ္ပဏီနာမည်ပေါ့ပြီးတော့ဒီ genuine နဲ့ခါကြတော့စေးရဲ့အတွင်းထဲမှာပါတဲ့စေးရဲ့မူရင်းနာမည် branding မှာအမျိုးမျိုးဖြစ်နိုင်တယ်စေးရဲ့ genuine နဲ့ခါကြတော့များသောအားဖြင့်တစ်ခုတည်းပဲဖြစ်ဖို့များတယ်လူတွေတော်တော်များများထင်နေကြတာက branding မတူရင်စေဝါမတူဘူးဆိုပြီးတော့ထင်နေကြတယ် ဥပမာလန်ဆန်တို့ဘိုင်ဂျက်ဆစ်တို့ပါရာကပ်တို့ပါရာဆိန်တို့ဒါဆိုရင်သူတို့ထင်နေကြတာကအပြားကျစီပဲဒါပေမဲ့အမျိုးမျိုးရှိရလို့ထင်နေကြတယ်ဒါကအမှန်တကယ်တမ်းကတော့ branding ကိုပြောနေတာတကယ်တကယ်အတွင်းထဲမှာပါတာကဂျန်လွန်နေဂျန်လွန်နေဆိုတာကပါရာစီတမောဘိုင်ဂျက်ဆစ်ပဲဖြစ်ဖြစ်လန်ဆန်ပဲဖြစ်ဖြစ်ပါရာကပ်ပဲဖြစ်ဖြစ်ပါရာဆိန်ပဲဖြစ်ဖြစ်သူတို့အတွင်းထဲမှာပါတာကပါရာစီတမောဆေးရမူရင်းနာမည်ကပါရာစီတမောဆေးကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်တွေကိုနာမည်ပေးခြင်းတလို့ပေးထားတယ်။လူတွေမှတ်မိလွယ်တဲ့နာမည်မျိုးကိုစေးကုံတွေတွေကပေးထားတာ။အဲ့ဒါကိုကျွန်တော်တို့ကတွားပြီးတော့မယောလိုက်မိဖို့လိုတဲ့ဂျန်ရွန်နေဆိုတာခါကြတော့ဒီအတွင်းထဲမှာပါတဲ့ဆေးရဲ့အာနိတင်ဓာတုဗေဒပစ္စည်းရဲ့နာမည်ဥမာဆိုရင်ပါရာစီတမောပေါ့။နားလည်လွယ်အောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့ကခောက်ဆွဲ၆ထုပ်တွေကအမျိုးမျိုးရှိရဲ့ကျွန်တော်တို့မာမီရှိမယ်ရန်ရန်ရှိမယ်တခြား brand တွေရှိမယ်။အဲ့ဒါတွေကဒီခောက်ဆွဲ၆ထုပ်ရဲ့နာမည်တွေ ဒါပေမဲ့အတွင်းထဲမှာပါတာဂျုံခေါက်ဆွဲပဲစေးဝါးတွေလည်းအတူတူပဲအတွင်းထဲမှာပါတဲ့ active ingredient လို့ခေါ်တဲ့ဓာတုပစ္စည်းနံမည်က genuine ဒါပေမဲ့အဲ့ဒါကိုကုမ္ပဏီအမျိုးမျိုးကနေပြီးတော့နံမည်အမျိုးမျိုးလူတွေမှတ်မိအောင်ပေးတဲ့အတွက်ကြောင့်မလို့ branding ဆိုပြီးတော့ဖြစ်သွားတာအဲ့တော့ branding အမျိုးအစားမတူရင်မတူမယ်ဒါပေမဲ့အတွင်းထဲက genuine name တူဖို့အရေးကြီးတယ်ဘာဖြစ်လို့ဒီလိုတိဖို့အရေးကြီးတာလဲဆိုတော့ဈေးနှုန်းကွာတယ် branding ကအရန်နံမည်ကြီးလေလေး ဈေးပူကြီးလေးလေးပဲဒါပေမဲ့ကျွန်တော်တို့ကဂျန်နွင်နေကိုပါတည်တယ်ဈေးရဲ့အတွင်းထဲမှာပါတယ်မူရင်းကိုပါတည်တယ်ဆိုရင်ဈေးအရန်ကြီးတဲ့ဟာမဝယ်နိုင်ဘူးဒါမို့လေဝယ်ဖို့အဆင်မပြေဘူးရှာရခက်တယ်ဆိုရင်ဈေးရဲ့အတွင်းထဲမှာပါတဲ့မူရင်းနံမဲကိုပဲလိုက်ရှာပြီးဝယ်မယ်ဆိုလေရတယ်ဒီဈေးတွေရဲ့အာနိဒင်ကအတူတူပဲဖြစ်လိုက်မယ်တခုတော့ရှိတာပေါ့ဒီ brand name မှာ 90mg ဆိုရင် genuine name မှာလည်း 90mg တော့ဖြစ်ရမှာပေါ့ ဆေးရဲ့အတွင်းထဲမှာပါတဲ့ dose ပမာဏကတော့တူနေမှာပဲရမှာပေါ့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဆေးဆိုင်တွေမှာကိုရှာနေကြ brand name တွေမရှိတော့ဘူးဆေးပြတ်သွားပြီဆိုရင် genuine name ကိုတွားပြီးတော့ရှာလိုက်လို့ရတယ်တူတာမေးပွဲပြီးတော့ရှာလို့ရတယ်နောက်တစ်ခုကဒီ brand name နဲ့ genuine name ကိုတခြားလေးခွဲခြားတိထားပြီးဆိုရင်ကျွန်တော်တို့ဆေးမားတောက်တာကနေကာကွယ်နိုင်တယ်ဥပမာဆိုပါစို့လူတစ်ယောက်ကဖျားတယ် biojet ဆီလဲတောက်တယ်လမ်းဆန်လဲတောက်တယ်ဒီကိုဂျင်လဲတောက်တယ်ဆေးတုံးမျိုးလုံး အတွင်းထဲမှာပါတာပါရာစီတမောအတူတူကြီးပဲဒါပေမဲ့တူထင်တာကဆေးနံမဲတွေအမျိုးမျိုးရှိနေတယ်ဆေးအမျိုးစားတွေလည်းမတူဘူးဆိုပြီးတော့အဖျားမမြန်ကြအောင်ပါရာစီတမောကိုပဲ၃မျိုးလောက်တွားတောက်လိုက်တယ်အဲ့တော့အတဲထိပါရောဒီလိုမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့က branding နဲ့ genuine ကိုခွဲခြားတိတတ်မယ်ဆိုရင်ကျွန်တော်ဒီလိုမျိုးစီးပမာဏလွန်ကဲအောင်မှားပြီးတော့တောက်တာမျိုးတွေလည်းအတိုင်းအတာတစ်ခုတည်းရှောင်လာနိုင်မယ် ဲ့ဒါကြောင့်မလို့ကျွန်တော်တို့စေးဝဲတာပဲဖြစ်ဖြစ်ဆရာဝန်ပြတာပဲဖြစ်ဖြစ်ကိုတောင်းနေကြ branding ရဲ့အတွင်းထဲမှာပါတဲ့မူရင်းနာမည်ဂျန်ရွင့်နေကိုလည်းတရားတိထားဖို့လိုတယ်နောက်နံပါတ်2ကတော့ဒီဆရာဝန်ညွှန်းဆိုတဲ့ဆရာဝန်စီးစာပါမှဝယ်လို့ရမယ် POM ဆိုတဲ့ C နဲ့ဆရာဝန်စီးစာမလိုဘဲနဲ့ဝယ်တောက်လို့ရတဲ့ OTC ဆိုတဲ့ C တွေဒါကိုလည်းတိထားဖို့လိုတယ်အဲ့တော့ POM ရဲ့အရှိကောက်က ကျွန်တော်တို့ prescription only medicine OTC ခါကြတော့ over the counter drug အဲ့တော့ဒီနှမျိုးကိုကျွန်တော်တို့ခွဲခြားတိဖို့လိုတယ်များသောအားဖြင့်ဒီ OTC ဈေးတွေခါကြတော့ဆရာဝန်စေးစာမလိုဘူးကျွန်တော်တို့ကကျွန်တော်တို့ဈေးဆိုင်မှာအလွယ်တကူဝယ်တောက်လို့ရတယ်တခုတော့ရှိတယ်တတိယရောက်ဖြစ်ချင်တယ်ဆိုရင်တော့ ဒီစီးတွေရဲ့ပမာဏကိုကျွန်တော်တို့လိုအပ်ချက်နဲ့အညီတောက်တက်ဖို့တော့လိုတယ်။ဒါကလည်းစီးဆိုင်တွေမှာမေးလို့ရတယ်လို့ကိုကိုယ်တိုင်လေ့လာထားမယ်ဆိုရင်လည်းဖြစ်နိုင်တယ်။ POM ဆိုတဲ့စီးတွေကြားရခါကျတော့ဆရာဝန်ညွှန်ကြားချက်ပါမှစီအောင်ဖက်ကနေပြီးတော့မေးမြန်းတာအပြင်စမ်းတက်မယ်စစ်ဆေးမယ်လိုအပ်ရင်တွေးစစ်မယ်ဓာတ်မှန်ရိုက်မယ် ဒါတွေလုတ်ပြီးတဲ့အခါကျမှပေးရတဲ့စေးအဲ့တော့တချို့တွေရှိတယ်ကျွန်တော်ပြီးခဲ့တဲ့တလောကလူနာတချို့တွေကအသေးကိုထိစေတဲ့အယံပြင်းတဲ့စေးကိုဆရာဝန်ညွှန်ကြားတာမဟုတ်ဘဲနဲ့ကိုယ်တော်နဲ့ကိုယ်တောက်လိုက်တာတွေရှိတယ်ဒါမျိုးတွေဆိုရင်အယံဒုက္ခရောက်တော့တတ်တယ်အဲ့တော့ POM ဆိုတဲ့စေးတွေခါကျတော့ကိုယ်တော်နဲ့ကိုယ်ရှောက်ပြီးတော့တောက်လို့မကောင်းဘူးတွားတောက်လိုက်မယ်ဆိုရင်ကိုယ်ကကောင်းကျိုးထက်ဆိုးကျိုးကပိုများနိုင်တယ်လလုံးစဲမှာဆိုးကျိုးချက်ချင်းခံစားချင်းမှခံစားရမယ်ဒါပေမဲ့ရေရှိခါကျရင်ဆိုးကျိုးပိုများသွားနိုင်တယ် ဒါလေးကိုတတိထားဖို့လိုတယ်အဲ့တော့ OTC နဲ့ POM ကိုလည်းကျွန်တော်တို့မှမားတက်ဖို့လိုတယ်ခွဲခြားတက်ဖို့လိုတယ်မြန်မာနိုင်ငံမှာခါကျတော့ကျွန်တော်တို့ဒီဈေးနှမျိုးကိုရောင်းချင်လို့ရောင်းတယ်ဝယ်ချင်လို့ဝယ်နေတယ်လုံနေကြတာတွေအများကြီးရှိတယ်လူနာတွေအနေနဲ့မခွဲခြားတက်တော့ဘဲနဲ့ဒီ POM ဈေးတွေကိုအလွယ်တကူတွားပြီးတော့ဝယ်တောင်းနေကြတာ ရှိတယ်မလိုလားအပ်တဲ့စိုးကျိုးတွေကတို့တို့စီမှာဖြစ်လာတယ်အဲ့တော့တချို့တွေကတော့ပြောကြလိမ့်မယ်ဈေးုံဈေးခန်းတွားရင်ဈေးကြီးတယ် ဒီလိုမျိုးကိုကနဲ့ကိုရှောက်ပြီးဝယ်တောက်လိုက်တာကပဲကိုယောဂမမြန်ပြောက်တဲ့လက်တလောအနေနဲ့တူးစီမှာရှိတဲ့ယောဂအမြန်ပြောက်ကောင်းပြောက်သွားနိုင်မယ်ကံကောင်းစွာနဲ့ဒါပေမဲ့ရေရှည်မှာဒီလူနာအတွက်ကုံကျဲအားစီပုံများနိုင်တယ်ဥမာဆိုပါစို့ပိုးတက်ဆေးကိုအလွယ်တကူဝယ်တောက်လိုက်တယ်ဒါဆရာဝန်ညွှန်ကြားမဲ့ဆေးတွေကိုအလွယ်တကူဝယ်တောက်လိုက်တယ်ဒါပေမဲ့ဒီလူနာကတကယ်တမ်းကအဲ့ဒီဆေးကိုလိုအပ်တာမဟုတ်ဘူးသူ့ယောဂါနဲ့ဒီဆေးနဲ့ကိုက်ညီတာမဟုတ်ဘူး ကံကောင်းစွာနဲ့ဒီလူနာစီးတောက်ပြီးတော့နောက်ပိုင်းမှာတက်တာတော့တဲ့တို့တော့နောင်တစ်ချိန်ဒီလူနာမှာယောဂပြပြင်းတထန်ဖြစ်လာလို့အရင်တုန်းကတောက်ခဲ့တဲ့ဆေးကိုဆေးကမတူတော့ဘူးဆေးအာနိတဲ့မပြတော့တဲ့အခါကျရင်ဒီလူနာပြဒနာတက်မယ်အသက်အန္တရာယ်ထိတော့ဆုံရှုံသွားနိုင်တယ် OTC နဲ့ POM ကိုကျွန်တော်တို့တရားတိထားဖို့လိုတယ် OTC POM တိထားမှာပဲကျွန်တော်တို့အင်္ဂလိပ်ဈေးဝါးတွေကိုမှားမတောက်တာမျိုးတွေဖြစ်လာမယ် ကြုံတုံးကျွန်တော်တခါလေးပြောပြချင်တာကကျွန်တော်ကိုယ်တိုင်လည်း online ကနေပြီးတော့ဒီ HIP အဆင့်မြင့်ဆေးဝါးတင်နန်းကိုတင်ပေးနေတာရှိရဲ Zoom class လည်းရှိရဲ video class လည်းရှိရဲဒီတင်နန်းမှာဆိုရင်ကျွန်တော်တို့ OTC POM ဆေးဝါးတွေကိုတတိယချာလေးခွဲခြားတက်အောင်တင်ပေးတယ်ကိုကဆေးဝါးတွေအကြောင်းကိုနားလေချင်တယ်ဒါမှမဟုတ်လည်းစီးဆိုင်ဖွင့်ချင်တယ်ဆိုရင်ကျွန်တော်တင်ပေးထားတာတွေကအကုန်လုံးကာပါဖြစ်မယ်အင်္ဂလိပ်ဆေးဝါးတွေကလိလာရတာခက်တယ်နားလေရတာခက်တယ်ဆိုရင်တောင်မှ ကျွန်တော်ကမြန်မာလိုတင်ကန်းစာတွေကိုတင်ထားပြီးတာဖြစ်တဲ့အကြောင်းမလို့တင်တန်းကာလ3-4လလောက်ပြီးသွားတဲ့အခါကျရင်အင်္ဂလိပ်စေဝါတွေကိုတတိချာလေးနားလည်လာနိုင်တဲ့အခြေခံကနေစေးဆိုင်ဖွင့်နိုင်လောက်တဲ့အထိပညာရက်တွေကိုလေ့လာတွားနိုင်လိမ့်မယ်ဒီ HIV အစင်းမြစေဝါတင်တန်းကိုတက်ရောက်ခြင်းနဲ့ဆိုရင်တော့ Facebook ကနေကြည့်ရဆိုရင် comment မှာပဲဖြစ်ဖြစ် Messenger မှာပဲဖြစ်ဖြစ် HIP လို့ရေးလိုက်ပါစာပြန်ပေးပါလိမ့်မယ်အဲ့လိုမှမဟုတ် YouTube ကနေကြည့်နေရဆိုရင်တော့ကျွန်တော် description မှာ comment မှာ လင့်လေးချတာပြပါတယ်အဲ့ဒီအရင်တစ်ဆင့်တင်နန်းကိုစုံစမ်းနိုင်တယ်တက်ရောက်နိုင်တယ် Okay ဆက်သွားရမယ်ဆိုရင်အမှားများတတ်တဲ့နံပါတ်၃ချက်ကအင်္ဂလိပ်စီးတွေအားလုံးကိုအစာနဲ့တွဲပြီးတောက်ရမယ်လို့ထင်နေကြတာတကယ်တကယ်တမ်းအဲ့ဒါအကုန်လုံးအတွက်မမှန်ဘူးတချို့အင်္ဂလိပ်စီးတွေအတွက်မှန်တယ်ဆိုပေမဲ့တချို့အင်္ဂလိပ်စီးတွေကအစာအစာနဲ့တွဲတောက်လိုက်တဲ့အခါကျရင်စီးရဲ့အာနိတယ်မရတော့ဘူးစီးမတူလို့တာမျိုးတွေဖြစ်သွားတတ်တယ် အဲ့တော့ကျွန်တော်တို့ပုံမှန်တိနေတဲ့ဒီအစာနဲ့တွဲတောက်တဲ့ဆေးတွေကတော့အကိုက်ပဲပျောက်ဆေးတွေ steroid ဆေးတွေ metformin လိုမျိုးဆေးတွေစီးကျို့ဆေးတချို့တွေခါကြရင်တော့ကျွန်တော်တို့အစာနဲ့တွဲတောက်လိုက်တဲ့ခါကြရင်အစာအိမ်ပေါ်တက်ရောက်မှုထိရောက်မှု ထိခိုက်မှုအာနယ်သွားနိုင်ဒါပေမဲ့အစာမစားခင်မှာပဲမဖြစ်မနေတောင်းရမယ့်ဆေးတွေလည်းရှိရဲဥပမာတချို့တော့ပိုတက်ဆေးတွေပဋိဇီဝဆေးတွေ ampicillin တို့ ciprofloxacin တို့ဒီကောင်းလေးဆိုရင် အစာနဲ့တွဲတောက်လိုက်တဲ့အခါကျရင်ဆေးရအာနိတယ်မရှိတော့ဘူးအစာမစားခင်ဒီဆေးတွေကိုတွားတောက်လိုက်မှရမယ်အဲ့တော့တချို့တန်တဲ့အာဆေးတွေလီဘိုတိုင်ဇင်လိုမျိုးဒီတိုက်ရိုက်မှာပေးရတဲ့ဆေးတွေဒါမျိုးတွေဆိုရင် အစာနဲ့တွားပြီးတော့တွဲလိုက်လို့မရဘူးဒါကအစာမရှိဘဲနဲ့တောက်ရမယ်အင်္ဂလိပ်ဆေးတွေတိထားဖို့လိုတယ်နောက်ပြီးတော့တချို့အင်္ဂလိပ်ဆေးတွေရှိသေးတယ်အစာနဲ့တွဲပြီးတော့လည်းရတယ်မတွဲဘဲနဲ့လည်းတောက်လို့ရတယ်ပါရာဆီတမောအတော်တော်များထင်နေကြတာပါရာဆီတမောကအစာစားပြီးမှပဲဆေးတောက်ရမယ်လို့ထင်တယ်တကယ်တကယ်တမ်းခါကျတော့ အရေးကြီးလာတဲ့ခါကျရင်အစာမစားဘဲလဲပါရာစီတမောကိုချက်ချင်းကောက်တောက်လိုက်လို့ရတယ်။ကိုကအစာအိမ်ရောဂါကြီးကြီးမမမရှိဘူးဆိုရင်ပါရာစီတမောကကိစ္စမရှိဘူးတောက်လို့ရတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကအင်္ဂလိပ်ဆေးတစ်ခုတောက်ရပြီဆိုရင်အစာနဲ့တော်တောက်ရမှာလား။အစာမစားခင်တောက်ရမှာလား။ဆိုင်လားမဆိုင်လားဒါတွေကိုကျွန်တော်တို့စေးဆိုင်ကနေပဲဖြစ်ဖြစ်စေးုံစေးခန်းနေပဲဖြစ်ဖြစ်တခါတည်းမေးလိုက်ခဲ့ဖို့တော့ကောင်းတယ်။အဲ့တော့ကျွန်တော်ပြောခဲ့တာကဒီအင်္ဂလိပ်စေဝါရီနဲ့ပတ်သက်ပြီးတော့လူအများစုမှားနေကြတာနံပါတ်1က brand name ဆိုတဲ့ကုမ္ပဏီကပေးထားတဲ့နာမည်နဲ့ ရန်ရွင်နေဆိုရဲဆေးရအတွင်းထဲမှာပါတဲ့ဆေးရမူရင်းနာမည်နဲ့တေချာလေးမခွဲခြားတကြတဲ့ပြဿနာဒါကိုလည်းမမာမိစေနဲ့နောက်နံပါတ်1က POM နဲ့ ODC ကိုလည်းခွဲခြားတတ်ဖို့လိုတဲ့ POM ဆိုတာဆရာဝန်စည်းစာပါမှာဝေရမယ်ဆေးတွေ ODC ဆိုတာဆရာဝန်စည်းစာမလိုဘူးဆေးရပမာဏကိုကိုယ့်ရဲ့ရောဂါနဲ့ကိုက်ကြအောင်တောက်တက်သွားတယ်ဆိုရင်အဆင်ပြေတယ်ဒါကိုလည်းကိုကခွဲခြားတိထားနိုင်တယ်ဆိုရင်ကောင်းတယ်ကို့အတွက်ကို့မိသားစုအတွက်အများကြီးအကျိုးရှိတယ်နောက်နံပါတ်3ကအင်္ဂလိပ်ဆေးဝါးတွေအားလုံးက အစာရင်ထိစေတယ်အစာစားပြီးမှပဲဒီအင်္ဂလိပ်ဈေးကွက်တွေတောက်တောက်ရမယ်လို့ထင်နေကြတာအဲ့လိုလဲအမြဲတမ်းပုံတွေမှတ်လို့မရဘူးတချို့ဈေးတွေကအစာနဲ့တွဲရတယ်တချို့ဈေးတွေကအစာနဲ့လုံးဝတွဲလို့မရဘူးတချို့ဈေးတွေကအစာနဲ့တွဲလဲရတယ်မတွဲလဲရတယ်ဒါတွေကိုလည်းကိုကတိထားဖို့လိုတယ်နောက်ထပ်မှတ်ရမယ့်အချက်တွေကဆေးဘူးပေါ်မှာဒီတုံးဆွဲရမယ့်အညွန့်တွေရှိတယ်။တခုတော့ရှိတယ်အင်္ဂလိပ်လိုဖတ်မှပဲအဆင်ပြေတယ်။ Google Translate နဲ့ဖတ်ပဲဆိုရင်လည်းပဲရနိုင်တယ်။ဆေးကတ်တွေကိုဝယ်ထားပြီဆိုရင်စောင့်ထားပြီဆိုရင်ကျွန်တော်တို့က သူ့ရဲ့ expire ကုန်ဆုံးရက်တွေကိုတေချာတိထားဖို့လိုတယ်ကိုနဲ့မတည့်တဲ့ဈေးဝါးတွေရှိတဲ့အခါကျရင်လည်းဈေးရုံစီခန့်မှာဆရာဝန်ကိုအမြဲတမ်းပြောပြဖို့လိုတယ်ကိုအတွက်ညွှန်ထားတဲ့ဒီ prescription only medicine ဆရာဝန်စေစာပါမှာပေးရတဲ့ဈေးတွေတွေးတိုးကြဈေးတို့စီချိုဈေးတို့တခြားလူတွေကိုယ့်ရဲ့မိသားစုတွေကိုရှောက်ပြီးတော့တွားပြီးတော့မတိုက်လိုက်ပါနဲ့တယောက်နဲ့တယောက်တူတာမဟုတ်ဘူးပြီးရင်ဈေးဝါးရင်းနဲ့ပတ်သက်တာမရှင်းတာရှိတယ်ဆိုရင်ဆရာဝန်တွေဆရာမတွေကိုတေချာလေးမေးပါတို့တို့ရဲ့ ောင်းကျိုးဆိုးကျိုးတွေကိုတခြားလေးမေးထားဖို့လိုပါတယ်အဲ့တော့ကျွန်တော်အခုထိရှင်းပြခဲ့တာကအင်္ဂလိပ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မြန်မာလူမျိုးတွေမှားတက်ကြတဲ့အမှားတုံးမျိုးကိုကျွန်တော်တခြားလေးပြောပြပေးခဲ့ပါတယ်မိတ်ဆွေအတွက်အကျိုးကျေးဇူးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်မိတ်ဆွေအနေနဲ့အင်္ဂလိပ်စီးပွားရေးကိုတခြားနားလဲရှင်းလို့ပဲဖြစ်ဖြစ်စီးဆိုင်ဖွင့်ချင်လို့ပဲဖြစ်ဖြစ်ကျွန်တော်ကိုယ်တိုင်တင်ကြားပြီးနေတယ် HIP အစိမ်းမြေစေဝါတင်တန်းရှိပါတယ်အဲ့ဒီတင်တန်းကိုတက်ရောက်ချင်တယ်ဆိုရင်လည်းပဲ ကျွန်တော်တို့ Facebook မှာဆိုရင် comment ကနေပြီးတော့ HIP လို့ရေးနိုင်မယ်ね YouTube မှာဆိုရင်လည်းပဲကျွန်တော်တို့ description မှာ link လေးချထားပေးပါတယ်ဗီဒီယိုဒီတိကြည့်ပြတဲ့ကြောင့်မလို့ကျေးဇူးတင်ပါတယ်အစအစအရေရာအဆင်ပြေပြီးကင်းပါစေကျမ်းမာချမ်းသာပါစေမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ